ပြန်ရေးဝေးရေးလဲဒေတာတစ်ခုဖြစ်တဲ့ဟဲဟိုဆယ်မှာရေခမ်းချမှုတွေဖြစ်ပေါ်နေတာကြောင့်ဒေတာရင်းစိုက်ပျိုးရေးအခက်အခဲတွေဖြစ်ပေါ်နေရလို့သိရပါတယ်။ဟဲဟိုဆယ်ကိုအင်းကောင်းဆယ်လို့လည်းခေါ်ပြီးအင်းလေးကရင်ဥကောင်းပိုင်းမှာရှိနေတာကြောင့်အင်းကောင်းလို့ခေါ်ဆိုတာဖြစ်ပါတယ်။ဟဲဟိုဆယ်ဟာဟဲဟိုမြို့ကလောမြို့အောင်မဲနဲ့ညောင်ရွှေမြို့တွေမှာရှိတဲ့ခြေရွာတွေကို အထက်ကစိုက်ပျိုးရေးပေးဝေခဲ့ပြီးစားရေကပေါင်း9000ကျော်ပေးဝေနိုင်ခဲ့ပေမဲ့အခုခါမှာတော့ရေနှဲပါနေပြီဖြစ်တာကြောင့်အာလူးစိုက်ပျိုးချိန်တွေမှာသာရွာရင်းကိုရွေးထွက်ပေါက်၃ခုကနေရေလွတ်ပြီးကြံတဲ့ချိန်တွေမှာတော့ရေတကားတွေကိုပိတ်ထားရတာဖြစ်ပါတယ်။လက်ရှိမှာကံရေပြည့် ရေပြင်ကျဲ area ဟာဧကပေါင်း60ကျော်ရှိခဲ့ရာကနေရေခမ်းချမှုကြောင့်ကံရေပြင်တွေကျင်းလာပြီးအခုအခါမှာတော့၃ပုံ၂ပုံလောက်သာကျန်ရှိတော့တာဖြစ်ပါတယ်။ သဘာဝရေထွက်ပေါက်တွေကြောင့်အင်းကောင်းဆယ်ဖြစ်လာပြီးတောင်ဘက်အတိုင်းရေဝေါ်တောင်ကတဆင့်ရေပယ်ချောင်းအတိုင်းအင်းလေးကန်တွင်ကိုစီးဝင်သွားကဖီလူချောင်းမိုးပြေဖဲ့ခုံအင်းနဲ့လောပိတရေတကုံအထိစီးဝင်သွားတာကြောင့်အင်းကောင်းဆယ်ဟာအင်းလေးကန်ရဲ့ပင်မအသက်ရေဝေရေလဲရေထွက်ပေါက်တစ်ခုအဖြစ် ရှင်သန်နိုင်ဖို့လိုအပ်တယ်လို့ဒေသခံတွေကယုံကြည်ထားကြတာဖြစ်ပါတယ်ဟုတ် နောက်ပြန်ကြရင်ဒီရေတွေကဘာလို့လို့ခက်ခဲရတော့ဆိုတော့ဒီຫນွေလာရောလာလို့ရှိရင်လေဒီရေကိုဒီလေဒီဆဲမှာအခြေလာပြူပြီးတော့တော့ရေတုံးရေလာယူတဲ့အချိန်မှာစက်တင်နဲ့ခုတ်တင်တဲ့အချိန်ကြတော့စကားများကြတယ်လေအဲ့မှာစက်ပေါ်များစွာနဲ့ခုတ်တင်ကြတဲ့လာပြီးတော့တော့ရေကိုတည်ယူရတယ်ပေါ့တားရေရှားပါတယ်ပေါ့နောက်ပြန်ကြရင်ဒီဆဲရတဲ့တဖြည်းဖြည်းနဲ့ရေကတရားရခိုင်လုံးမှာ90တော့ပဲကြံတော့တယ်လေဒီနေရာကတော့အင်ခွန်မှာပဲပေါ့နော်တော်ဝင်မဲ့ဟဲခုကံပေါ့ တီကိုင်းมาတယ်ဒီလိုပဲဟိုตาတို့ပြောတယ်လို့တီရွာมาကြေးရွာပေါ့ကြေးရွာပေါ့40 40 50လောက်ကဒီမှာလုပ်ငန်းရောတော်သုံးကြီးတွေရောအကုန်လုံးမိခုနေရတယ်ပေါ့နော်နှုတ်ပြင်ကြရင်10ကြီးကလဲလာတဲ့အတွက်လုပ်ငန်းတွေမှာကြီးတွေလူချင်းတော်မရတော့ဘူးပေါ့ဒါရဲ့အခက်အခဲတွေဒါတွေရှိတာပေါ့ ။ထားပြင်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်လမောင်းကွေးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ကျေးရွာပေါင်း600ရွာမှာလည်းတောက်တုံးရေကန်တွေခန်းချောက်သွားတာကြောင့်အခုနှစ်နေရာဒီမှာရေအခက်ခဲကြောင့်တောက်ရေတန်းအလှရှင်တွေကိုမျောလိလျက်ရှိနေကြပါတယ်။ဒီသတင်းကိုတော့ Eleven Media Group ရဲ့သတင်းတော့ခွန်စီတာဟင်းကတွားရောက်သတင်းရယူထားပါတယ်။ကျွန်တော်တို့အခုဒီဟာရောက်ရှိနေတဲ့နေရာကတော့လမောင်းကွေးကျေးရွာအုပ်စုအင်ဂျီပေါင်း280ချီပြီးတော့လူကြီး1600ကျော်နေ1600ကျော်နေထိုင်တဲ့ကျွာပါဒီအဲ့ဒီ လူရေဟိုတထောင်ကျော်မိခိုအားထားနေတဲ့ဒီရေကန်ကအခုဆိုလို့ချင်းခန်းချောက်နေတဲ့အတွက်ကြောင့်ဒီဒေသခံတွေကဒီရေတောက်သုံးရေအတွက်ကိုအရန်ခက်ခဲဖြစ်ပြီးတော့ဒုက္ခရောက်နေရတဲ့အခြေအနေပါနောင်ရှင်မြို့နယ်လမောင်းကွေးကျေးရွာအုပ်စုအထွေမှာကျေးရွာပေါင်း600ရွာအိမ်တော်စုပေါင်း280ကျော် လူဦးရေပေါင်း1800ကျော်နေထိုင်ကြပြီးလမောင်းကွေးကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ရေကန်ပေါင်း၄ကန်တို့ဟာရေလုံးဝခန်းချောက်သွားပြီဖြစ်လို့အဲ့ဒီရေကန်တွေကိုအမိပြုနေထိုင်နေကြတဲ့ရွာသူရွာသားတွေဟာတောက်ရေသုံးရေအခက်အခဲတွေကိုကြုံတွေ့နေကြရတာဖြစ်ပါတယ်။ဒီခေတ်တော့ရေရေခန်းတော့တော့လည်းနေလို့ချင်းပြီးဒါခန်းချောက်လာတယ်ဒီနေ့လည်းမဆိုးရဘူး။ဒီနေ့မူးဒီခေတ်မူးလည်းမူးတဲ့မူးရဒီမှာမူးအယူအနေနဲ့ကြောင့်ဒီနေ့ရေ 以前地拍干了，你那边去多了，后排半边地也干了，那么起多，你叫那干来干没？我拍没走路干也地，拍们你你也干你的起地了，也干得多，不管了，但那了道路没公路，干，这些在半边的干，什么中那的干，一旁中边干，都干起了，过去起来地干，你那边去多了。 လက်ရှိမှာတော့ရှမ်းပြည်နယ်တောင်ပိုင်းခရိုင်၃ခုမှာရေခမ်းခြောက်မှုတွေကိုကြုံတွေ့နေရပြီးတောင်ကြီးခရိုင်မှာညောင်ရွှေမြို့နယ်တောင်ကြီးမြို့နယ်ကလောမြို့နယ်တွေမှာအများဆုံးရေခမ်းခြောက်နေတာဖြစ်ပါတယ်။လိုင်းလင်းခရိုင်နန့်ဆန်မြို့လင်းခေးခရိုင်မှာလင်းခေးနယ်မိုင်းပန်ပအုပ်ကိုပိုင်အုတ်ချုပ်ခွင်းရဒေသစီဆိုင်မြို့တွေမှာတော့ရေခမ်းခြောက်မှုတွေကြောင့်တောက်ရေ၃ရေတွေလိုအပ်လျက်ရှိတာဖြစ်ပါတယ်။